တနေတောင်းပြီးပဲကန်ကောင်းနေလားကန်ဆွတ်လားနှစ်ခုနဲ့မေးရင်ကောင်းအားက60လောက်ရှိတယ်သတိထားရမှာ40လောက်ရှိနေပါတယ်ဘာတွေကသတိထားရမှာလဲဘာတွေကကန်ကောင်းနေလဲဆိုတော့အသေးစိတ်လေးကျွန်တော်ဖက်ပြပေးမှာဖြစ်ပါတယ်ငွေအကျေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကန်ကအရန်ကောင်းနေပါတယ်ငွေတွေမထင်မှတ်ထားပဲဝင်လာတာမျိုးအမွေရမယ့်ကိစ္စတွေရှိမယ်ဆိုရင်လည်းအလွယ်တကူရရှိတာမျိုး ကန်နဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်ရစားစီးတဲ့ငွေတွေပေးစားစီးတဲ့ငွေတွေငွေချင်းနဲ့ပတ်သက်ပြီးတော့အထူးပြောစရာမလိုဘူး။လက်ဆွေနေတဲ့လာတလာဖြစ်ပါတယ်။ငွေချင်းနဲ့ပတ်သက်မယ်ဆိုရင်အရင်အားကောင်းနေတဲ့လာဖြစ်ပါတယ်။ဒုတိယချက်နော်တတိထားရစရာနည်းနည်းလေးတော့ရှိတယ်။တငယ်ချင်းမိတ်ဆွေတွေနဲ့ပတ်သက်အထူးပြုစိုက်ပါလူယုံမထားသေးပါဘူး။မိတ်ဆွေကန်နဲ့ပတ်သက်ဆိုတော့တိတ်အကြုံမပေးဘူး။ကောင်းကောင်းမိတ်ဆွေတဲ့ဆိုးတဲ့မိတ်ဆွေတွေကများနေလိမ့်မယ်။ဒါကြောင့်မို့ ကောင်းတာနဲ့ဆိုးတာနဲ့ခွဲခြားတတ်ဖို့ရည်ကြည်ပါတယ်တကယ်ချင်းတိုင်းမိတ်ဆွေတိုင်းကိုမယုံတိပါဘူးကောင်းတဲ့လူကတချို့ရှိတယ်ကိုယ့်ကိုဒုက္ခပေးမဲ့သူတွေကလည်းရှိနေပြန်ရောဒါကြောင့်မိတ်ဆွေကန်နဲ့ပတ်သက်မဲ့ဆိုရင်လူယုံမထားတဲ့ဘူးအထူးပြုဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်တကယ်ချင်းနေနဲ့ဆက်တူဆရာလောက်တာမျိုးပေါင်းပြီးတော့စီးပွားရေးစတင်လောက်ကင်တာမျိုးတွေအထူးယူဆိုင်ပါအကျိုးမပေးပါဘူးမိတ်ဆွေအကျိုးမပေးပါဘူးနော်မိသားစုရင်းနဲ့ပတ်သက်တော့အရန်ကောင်းပါတယ်ကိုယ့်ရဲ့မိသားစုမှာနားလည်မှုလွဲနေတာဖြစ်ဖြစ်ကိုယ့်ရဲ့ညီကိုမောင်နှမမိဘတွေနားလည်မှုလွဲနေတယ် အဆင်မပြေဘူးတယောက်တယောက်တကြက်ကြက်တွေဖြစ်နေတဲ့အိမ်ပူနဲ့အိမ်ဆုနေတဲ့ဆိုရင်ဒီလာမဲ့စရပိုင်းမှာစနေသားမိသွဲမိသားစုရေကံလေးတွေကောင်းနေတဲ့အတွက်ကြောင့်မို့အဆင်ပြေသွားမယ်ဆိုရင်လာတလာဖြစ်ပါတယ်ကိုယ့်ရဲ့မိသားစုဝင်ထဲမှာအဆက်အသွယ်မရတာတွေအဆက်အသွယ်ပြတ်နေတာတွေပြောင်းနေတဲ့သူတွေရှိတယ်ဆိုရင်လည်းပြန်ပြီးတော့ဆက်တွေ့ရတာတွေပြန်ပြီးတော့ရှာတွေ့တာတွေလည်းကြုံတွေ့နိုင်ပါတယ်ဒီတစ်ချက်ကအရန်ကောင်းပါတယ်အချီနဲ့ပတ်သက်မဲ့ဆိုအထူးပြုဆိုင်ပါကိုအတုံးမကြမှုကြောင့်ကိုရဲ့အချီလေးကံညံ့သွားတတ်ပါတယ်ကိုရဲ့ချစ်သူကကိုကိုချစ်နေပါလျက်နဲ့ နော်ကို့ကိုဂယူးဆိုင်ပါလျက်နဲ့ကို့ကိုတန်မိုးထားပါလျက်နဲ့ကိုကတခြားတယောက်မှာတွားပြီးတော့စိတ်ဝင်စားနေတာမျိုးဖောက်လဲဖောက်ပြန်နေလှုပ်ချင်တာမျိုးတွေဖြစ်နေတယ်ဆိုရင်တေချာပေါင်းစနေသားမိတို့အခြေခံညံ့တော်သက်ပါတယ်။ဒါကြောင့်မို့ကြောင့်နေနဲ့ကြံပြုရမယ်ဆိုရင်တစ္ဆာစီပါဂတိတီပါကိုယ့်ရဲ့ချစ်သူပေါ်လေးလေးစားဆက်ဆံပါလို့ပဲအကြံပြုချင်ပါတယ်။မဟုတ်ဘူးဆိုရင်မိတ်ဆွေအတုံးမကြမှုကြောင့်မိတ်ဆွေရဲ့အခြေခံကညံ့တော်သက်ပါလေ။ဒါကြောင့်ကိုကိုကိုကောင်းအောင်နေပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။အရန်ကောင်းတာတစ်ခုက အရန်စမ်းပွင့်နေလာသလားဖြစ်ပါတယ်။ကိုမျက်နှာအမြင်နဲ့ချစ်တဲ့ခင်တဲ့တနာတယ်ပြီးတော့ကိုမျက်နှာကနော်စမ်းပွင့်နေတဲ့အတွက်ကြောင့်မို့အချီတက်တွေရနေတဲ့အတွက်ကြောင့်မို့ကိုကိုချစ်ကြိုက်ခင်တဲ့သူတွေကများရော။နော်အဲ့လိုချစ်ကြိုက်ခင်တဲ့သူတွေကလည်းကောင်းတော့သူရှိလို့နော်ကိုကိုအကြံနဲ့ချင်းကတဲ့ကြော်ရချင်းနေပြန်ရော။ဒါကြောင့်ခဏအောင်ကြော်ပြောခဲ့လို့မျိုးပဲအချီနဲ့ပတ်သက်လို့သတိထားပါနော်ကိုအတုံးမချမှုကြောင့်ကိုရဲ့ခြေကံကညှက်သွားတတ်တယ်ဆိုတာဒါဟုပြောတာနော်မိတ်ဆွေကရန်ဆန်းပွေးနေတဲ့တဒလာဖြစ်နေလို့ပါ ိမ်နောင်ရင်းနဲ့ပတ်သက်ထွေထူးပြောစရာမလိုဘူးအိမ်နောင်ကြီးကွဲနေတဲ့သူတွေအိမ်နောင်ကြီးအစင်မပြေတဲ့သူတွေနားလည်မှုလွဲနေတဲ့သူတွေတကြက်ချက်ဖြစ်နေတဲ့သူတွေရှိတယ်ဆိုရင်တေချာပေါင်းအိမ်နောင်ကြီးကံကောင်းသွားမယ်လှတလှဖြစ်ပါတယ်နော်အစင်မပြေတဲ့သူတေချာပေါင်းအစင်ပြေသွားမယ်ဆရာကတော့အစင်ပြေမယ်ပြောတယ်ကျမကတော့အစင်မပြေဘူးကျမတို့အိမ်နောင်ကြီးကညံ့နေသေးပဲဆိုရင်မြေဝဲနောက်မှာကျော်ရေရာလေးပြေးမယ်ဒီရေရာလုံးလက်ချင်ရပြီအိမ်နောင်ကြီးကံတွေတေချာပေါင်းကောင်းတော့မှာဖြစ်ပါတယ်ကြရအောင်တော့ပြောင်းလုပ်ပြီးပါဦးကျွန်တော်အကြံပြုချင်ပါတယ် ကျမရင်းနဲ့ပတ်သက်ပြီးတော့အထူးသတိထားရမှာကနော်စက်ကြောတက်တာတွေညောင်းညာတာတွေနော်ကိုယ်လက်လှုပ်ရှားမှုနော်မကောင်းတာတွေအဲ့လိုတွေတော့ကြုံတွေ့နိုင်ဒါကြောင့်မို့စနေသားမိတွေလိကျကန်းတွေလှုပ်တာမျိုးတွေကျမရဲ့လိုက်စားတာမျိုးတွေကိုယ်နဲ့တဲ့တဲ့အစားအစာတွေစားတောက်တာတွေတွေတော့ပြုလို့ရမှာဖြစ်တယ်ကိုကကျမ်းမာရဲ့ view မဆိုင်ဘူးဆိုရင်ကျမ်းမာရဲ့ကြုတ်တရညံ့သွားမှာဖြစ်ပါတယ်ဒါကြောင့်ကျမ်းမာရဲ့ပတ်သက်မယ်ဆိုရင် view site ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ကြီးကြီးမားမားတွေဖြစ်ဖို့တော့မရှိဘူး တတိထားရမှာကနော်စနေသားမိတွေအတွက်နော်တတိထားစီရတော့ရှိတယ်ဘာသာတရားနဲ့ပတ်သက်ပြီးတော့ဒီလာမဲ့ဆက်လာပိုင်းမှာအားနေတော့တတ်တယ်အလုတ်များလို့လည်းဖြစ်ချင်းဖြစ်မယ်မိသားစုရဲ့အိမ်နောက်ရဲ့ကိုရေးတည်ရေးတော့ကြောင့်ကိုယ့်ရဲ့ဘာသာရေးတွေကိုမေ့လျော့တာမျိုးတွေလေးဖြစ်နိုင်တယ်ဒါကြောင့်ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့ဘာသာလိုက်လေးအားစိုက်ပေးပါနော်ဘာသာတရားတွေများများလုပ်ပေးပါဒါမှပဲကံကောင်းမှုလေးတွေရရှိမှာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်သူတိထားရမှာကငွေချင်းပေါင်းတင်းတာတွေအထူးပြုဆိုင်ပါ တငယ်ချင်းမိတ်ဆွေမကောင်းမှုကြောင့်ကိုယ့်ရဲ့ပညာရည်ထောက်နေတာမျိုးတွေဆောင်းဝဲဖြစ်မဲ့ကိစ္စတွေကလည်းကြားတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်စနေသားတွေအတွက်เนาะအပေါင်းတင်းလေးတွေကိုအထူးပြုစိုက်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။စနေသားတွေမြေဖေဖေမေမေအနေနဲ့တဟားကျုံကတော့နည်းနည်းခံစား ਵੇ ရှိတယ်။တမီးကျုံကတော့လုံးဝခံစား ਵੇ မရှိတဲ့အတွက်ကြောင့်မို့တမီးတွေနဲ့ပတ်သက်မယ်ဆိုရင်အထူးပြုစိုက်ပါခင်ဗျာ။တမီးနဲ့ပတ်သက်ပြီးတော့ကို့မှာပူပန်ရတာတွေစိတ်ညစ်ရတာတွေစိတ်ဆင်းရတာတွေသူကလှုပ်ချင်တာလှုပ်ပြီးကို့အနောက်မှာလိုက်ရှင်းရတာတွေ ခြုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့စနေသားမီဖေဖေမေတဲ့ကိုမသမီးမိန်းကလေးတွေမွေးတိုင်းဆိုရင်ယူဆိုင်ပြပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာတားကျွတ်တော့ထွေထူးပြောစရာမလိုဘူးနည်းနည်းလေးပဲညံ့တယ်ခေါင်းအားတွေလည်းရှိနေပါတယ်အကျိုးပေးမယ်ဆိုတဲ့လာတလာမှာရှိနေပါတယ်အလောက်ကန်စီပွားရေးနဲ့ပတ်သက်မဲ့ဆိုရင်အထူးယူဆိုင်ပါခင်ဗျာအလောက်ကန်စီပွားရေးနဲ့ပတ်သက်ပြီးတော့အညက်ပိုင်းမှာနည်းနည်းရှိနေပါတယ်မိတ်ဆွေနဲ့ပေါင်းတင်းမျိုးလှုပ်လို့မရပါဘူးเนาะကိုယ့်ရဲ့ညံရှိတဲ့လောက်เนาะကိုယ့်ရဲ့အသွေးခေါ်ရှိတဲ့လောက်เนาะကိုယ်လှုပ်နိုင်တဲ့လောက်ပဲလှုပ်ပါ တကယ်ချင်းနဲ့ယုံကြည်မိတ်ဆွေယုံကြည်ပြီးတော့လောက်ကင်မိမယ်ဆိုရင်အမားယွင်းတွေဖြစ်ပြီးတော့အရှုံးတွေပေါ်လာပြီးရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်ပေါ့အလောက်ကင်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အလုတ်ပြောင်းပါလားအလုတ်ဆွေပါလားနော်ပြောင်းမယ်ဆွေမယ်ဆိုရင်တကယ်ချင်းကုညီထောက်ပံ့ကောင်းတွေမယူနဲ့နော်ကိုယ့်ရဲ့ညာရှိတလောက်လေးဆက်တွေစုံစမ်းပြီးတော့နော်ပြောင်းဆွေပါလို့ပဲကျွန်တော်ကအကြံယူချင်ပါတယ်။အကောင်းဆုံးတော့လေဒီလာမယ့်ဆက်လာပိုင်းမှာအလောက်ကင်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်မစတင်တည်ဘူးနော်မပြောင်းဆွေတည်ဘူးမလုတ်တည်ဘူးမခိုင်းတည်ဘူးဒါကြောင့်မို့ညီငယ်လေးပဲနေပြီးပါအခုလက်ရှိကိုလုံနေလုံကူပဲ မေးပြီးတော့လုပ်ပေးပါနောက်12လပိုင်းလောက်ဆိုရင်ကံကောင်းမှုတွေတော့တေချာပေါက်ရရှိမယ်ဒီလထဲမှာတော့အလုတ်ကံလည်းနည်းနည်းလေးညံ့တော့ကြောင့်မို့မစွန့်စားသေးဘူးဆိုတဲ့လတ်တလမှာရှိပါတယ်အရန်ကောင်းတာကကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်ကံနဲ့ပတ်သက်ပြီးတော့ကံဆန်းခြင်းနဲ့ဆိုရင်10ပါးရဲ့နံပါတ်တွေ၄ပါးရဲ့နံပါတ်တွေကအရန်ကျိုးပေးနေတယ်ကံဆန်းခြင်းနဲ့ဆိုရင်တို့နံပါတ်တွေရွေးချယ်ပြီးတော့စံတန်တစ်ပါတယ်ဒုတိယတစ်ချက်ကောင်းနေတာကစနေသားတွေအတွက်ခီးဝေးသွားမဲ့သူတွေခီးထွက်မဲ့သူတွေအရန်ကျိုးပေးတယ် အရန်ကန်ကောင်းနဲ့အရန်အားကောင်းနဲ့လှတလာဖြစ်တော့ကြောင်းမို့နောက်ရက်ဝေးသွားမဲ့သူတွေနောက်အလဲပန်းသွားမဲ့သူတွေအလောက်ကိစ္စနဲ့ခီးထွက်မဲ့သူတွေကအရန်ကြိုးပေးတယ်သွားလို့ရပါတယ်အပိတ်ပင်သားစီဟန်သားပြီးတော့မရှိပါဘူးအဆင်ပြေပါတယ်နော်တော်တော်များများတော့ကောင်းနေသတိထားရမှာလေဘာသာတရားနဲ့ပတ်သက်တာအလောက်ကန်နဲ့ပတ်သက်တာနည်းနည်းသတိစိုက်ပေးအားနေတော့တက်ပြီးတော့သမီလေးတွေမွေးတာရှိတယ်ခီးဆိုင်ပေးပါခင်ဗျာဒါဆိုရင်ကျွန်တော်ကြေရာလေးပြေးမယ်ဒီရာရီအောင်လုပ်လိုက်ချင်အပြင်ဒီလာမဲ့ဆက်လာပိုင်းမှာစနေသားတွေတွေ ်ကံကောင်းခြင်းတွေကိုယ့်စီကိုရောက်လာမှာဖြစ်ပါတယ်။ရေတရာကိုတော့ပြအောင်လုပ်ကြပါခင်ဗျာ။ကဲဒါဆိုရင်ရေတရာကိုကျွန်တော်တို့အတူလိုက်ကြည့်ကြမယ်ခင်ဗျာ။စနေသားမိတွေဒီလာမဲ့ဆက်လာပိုင်းမှာအချစ်ရဲ့အိမ်တော်ရဲ့စီးပွားငွေကြေးလောက်ကပညာရေးတွေကံကောင်းခြင်းတွေဆိုရင်တော့အခုကျွန်တော်ပေးမယ့်ရေတရာနှစ်ခုကိုဖြစ်အောင်လေးလုပ်ပေးပါ။အရန်လွယ်ကူပါရစေ။နံပါတ်၁တစ်ချက်အနေနဲ့စနေနေ့မနက်9:45နာရီအုံးရည်တစ်ခွက်ကိုဖျားကိုကတ်လူလူတန်းပေးရမှာဖြစ်တယ်ပြီးတော့ဖျောင်းနိုင်နားတိုင်းတိတိပူဇော်ရမှာဖြစ်ပါတယ်ဒီရေတရားကိုဖျောင်းလေးလုပ်ပေးပါခင်ဗျာ ကိုကိုယ်တိုင်လုံးမနိုင်ဘူးဆိုရင်အိမ်မှာရှိနေတဲ့ကိုယ့်ရဲ့မိဘတွေနော်ကိုယ့်ရဲ့ညီကိုမောင်နှမတွေအကူအညီတောင်းလို့လည်းရတယ်ကိုယ့်ရဲ့နာမည်နဲ့လှူဒန်းခိုင်းမနော်ကိုကိုယ်တိုင်လုံးမနိုင်တယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ဒီရတရားလေးကိုပြောင်းလေးလှုပ်ပေးလိုက်ပါခင်ဗျာဖြစ်ချင်တဲ့စံနာလေးတွေစုတောင်းပါပြီးတော့ရင်မေတ္တာပို့ပါအမျှပေးဝေးပါနော်ဒါဆိုရင်ရပါပြီဒါကပထမရတရားဒုတိယရတရားကကြံရည်တစ်ခွက်ကိုရအောင်ဝယ်ထားပါအဲ့ဒီနေ့မှာပဲစနေနေ့ညနေပိုင်းလောက်မှာပဲကိုကပြုလို့ရမှာဖြစ်တယ် ကြံရည်တစ်ခွက်ကိုကိုယ့်ရဲ့အိမ်တော်လကောင်းအခန်းတော်လကောင်းပေါ့နော်လေကားရင်းနေတော့ရှိမှာပဲနေရာတိုင်းမှာအဲ့လေကားရင်းမှာဒီလိုပြောင်းပြန်လေးဖက်ပြန်လိုက်ပါလေကားရင်းမှာဖက်ပြန်တော့အဲ့ဒါကိုဖက်ပြန်ပြီးတော့ကိုယ့်ရဲ့ရေတရာကပြီးပါပြီဒီရေတရာနဲ့မျိုးကိုပြုတ်လောက်ထားခြင်းအပြင်ကံကောင်းမှုတွေရရှိလာမှာဖြစ်ပါကိုယ့်ရဲ့အညံ့တွေကလည်းပြေပြောက်သွားသလိုနော်ကိုယ့်ရဲ့စီးပွားရေးအိမ်တော်ရေးနော်ကျန်းမာရေးအခြေအနေတွေလည်းကံကောင်းလာမှာဖြစ်ပါတယ်ဒီရေတရာနှစ်ခုကိုပြောင်းလဲလုပ်ပေးပါခင်ဗျာ ချို့တွေကပေါ်ဒီပေါ်ဆောင်မေးတာဆရာဒီကြံရီကိုပတ်ဖြန်းလိုက်ပြီးဘယ်လိုလုပ်တင်လဲသူပဲထားရမလားဟုတ်ဘူးကိုကမတင့်တော်ဘူးဆိုရင်ပြန်ပြီးတော့တုတ်ပေးပေါ့နော်ဒါအများနဲ့နေနေရတဲ့ဒါကိုက်ခန့်နေဆိုမှပြန်လဲတုတ်ပေးကိုယ့်အိမ်မှာလည်းပြန်လဲတုတ်ရမှာဖြစ်တယ်ပတ်ဖြန်းပြီးတော့ပြီးသွားပြီးကြားနေတဲ့ကြံရီတွေကိုပြန်ပြီးတော့တုတ်လိုက်ပါစင်ကြယ်အောင်ပေါ့လေနော်တက်စီပြန်လုတ်လိုက်ပါဒါဆိုရင်ရပါပြီကျောင်းမိတ်ဆွေတွေနားလေတဘောပါမယ်ထင်တယ်မရှင်းတာတွေရှိတယ်နားမလဲတာတွေရှိတယ်ကိုတိတ်ချင်တဲ့အကြောင်းအရာလေးရှိတယ်ဆိုကျွန်တော် comment မှာချက်လောက်မှတ်လာခဲ့ပြီးပါကျွန်တော်အားရချင်းတွေပြန်လေဖြည့်ပေးမှာဖြစ်ပါတယ် ကျုံမိတ်ဆွေတွေနှစ်အဆနှစ်ဆုံးကောင်းတော်နမိတ်ကောင်းတော်တဲ့ကောင်းတော်ငွေကြီးကောင်းတော်မိသားစုဘွားကောင်းတော်ချစ်သူဘွားတွေနဲ့ပိုင်ဆိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာ